ရှမ်းကရီနီနယ်စဖေကုံအင်းအရှိချမ်းပါရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီနဲ့ PLO တပ်တို့ကအင်အားအလောအရေးနဲ့စစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့စီရီတတင်အရေးမြေက KPW ကိုပြောပါတယ်စစ်ကောင်စီနဲ့ PLO တို့ကဆိုလာ23ရင်းနေ့ကနေစပြီးဖေကုံအင်းအရှိချမ်းကိုအင်အားအလောအရေးနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တွန်လိုက်တဲ့ဖွဲ့တွင်တဲ့ တိုက်ပွဲပြင်းထနေတယ်လို့ရှင်တာတတိအရင်မြေကပြောပါတယ်။နင်းညကတော့ဒီညငါနေတော့ပိုင်းပေါ်တော့ငါငါပိုင်းတာဖြစ်လာတယ်ပေါ့နော်။တိုက်ပွဲတော်တော်လေးနဲ့ကြီးကစားဖို့တော်တော်လေးတင်လာတယ်ပေါ့နော်။တိုက်ပွဲကြီးထနေတဲ့အတွက်စစ်ခေါစီဘက်ကနေဒီနေ့ဇွန်လ24ရက်နေ့နေ့လယ်အချိန်မှာလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်တဲ့အပြင်ဖေခုံတပ်စခါကနေလက်နက်ကြီးတွေပြစ်ခုပေးနေတယ်လို့ပြောပါတယ်။ ကျွန်တော်ခုနအတီတလောက်ကနေနိုင်ဝင်ချင်တဲ့နိနိခွဲလောက်ချင်တယ်ဒီတန်ရဖြတ်တခါတည်းခြေသွားတော့ခြေပြုတ်ဝဲသွားတယ်ဝဲပြုတ်တော့သူခြင်းဖြတ်ခြေတယ်ဘောနော်ပြီးတော့သူပြန်သွားတယ်ပေါ့ပြန်သွားတဲ့ခြင်းလည်းပြခံပါနေလေလေးနဲ့ခြေတော့ရှော့တဲရောတဲလာတယ်ဘောနော်အဲ့ဒီစစ်ကောင်စီနဲ့ PNO စစ်ကြောင်းကလက်ရှိစောင်းနာခဲကျွေးရကို ရောက်ရှိနေတဲ့အတွက်ရွေးပေါ်ကျွေးရကဒေတာခါတွေဟာရည်ရည်စစ်ဆောင်နေရတယ်လို့သိရပါတယ် အဲ့ဒီအပြင်ပြီးခဲ့တဲ့ဇွန်လနေ့ရက်နေ့ကလည်းဖဲခုံအင်းအရှိချကိုစစ်ကောက်စီနဲ့ PNU တို့ကအင်အားတထောင်ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းရေးဘက်ကနေနေရာ၃ခုထဲမှနဲ့ပြန်လည်ဆောက်ခွာပေးလိုက်ရတယ်လို့သိရပါဗျ။ဒါကြောင့်စစ်ကောက်စီနဲ့ PNU တို့ကစစ်ကြောင်းထိုးလာပြီးလင်းနေကြီးတွေပြစ်ခတာကြောင့်ဖဲခုံအင်းအရှိချမှာရှိတဲ့ စောနာခဲလွိုင်ပေါ် နောက်ပလိုလဟဲပိနကုံကုံပေါင်းအပါဝီကျေးရ15ရထက်မနေဒေတာခါရီဟာထောင်နဲ့ချီစေပင်တိတ်ဆောင်နေရပါတယ်